မာကုအခိုင်9အခငယ်14ကနေပြော29အထိဒီနေ့ကျွန်တော်တို့လေ့လာကြမယ်မာကုအခိုင်9အခငယ်14ကို အရင်ဖတ်မယ်တပည့်တော်တို့ရှေ့ရာသူ ရောက်တော်မူသောအခါများစွာသော လူအစုအဝေးသည်သူတို့ကိုဝိုင်းလျက်ကြမ်းပြုတ်ဆရာတို့သည် သူတို့နှင့်ဆွေးနွေးမေးမြန်းကြသည်ကိုမြင်တော်မူ၏တပည့်တော်တို့ရှေ့ရာသူရောက်တော်မူသောအခါဆိုတာက တခင်ယေရှုခရစ်တော်ကတပည့်တော်ပေတရုယာကုပ်ယောဟန်၃ယောက်ကိုပဲမြင့်လှစွာသောတောင်ပေါ်ကိုခေါ်သွားတယ်။အဲ့ဒီမှာဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာဘုံအသိနဲ့ကြွလာတော်မူမဲ့အကြောင်းအကြုံမြင်ကွင်းကိုအဲ့ဒီတပည့်တော်၃ယောက်ကိုမြင်စေတယ်။မြင်စေပြီးမှအဲ့ဒီတောင်ပေါ်ကနေဆင်းလာကြတယ်။တပည့်တော်၉ယောက်ကိုတော့တောင်ပေါ်ကိုမခေါ်သွားဘူးအဲ့ဒီတောင်အောက်မှာပဲထားခဲ့တယ်။ကြံခဲ့တဲ့ တပည့်တော်၉ယောက်စီမှာသခင်ယေရှုပြန်ပြော့ကြွလာတဲ့အခါမှာအဲ့ဒီတပည့်တော်၉ယောက်ကို များစွာသောလူတွေကဝိုင်းထားပြော့ကြံပြုတ်စရာတို့နဲ့အငင်းအခုံပြုတ်နေကြတာကိုသခင်ယေရှုကမြင်နေတာအခန်းငယ်15မှာစုဝေးလျက်ရှိသောလူအပေါင်းတို့သည် ကိုတော်ကိုမြင်လျင်ချက်ချင်းအာအောမိန်မောချင်းရှိလျက်အထံတော်သို့ပြေး၍ နောက်ဆက်ကြ၏ဂျန်တဲ့တပည့်တော်၉ယောက်ကို ဝိုင်းလျက်ရှိတဲ့လူထုပရိသတ်များကယေရှုကြွလာတာကိုမြင်တာနဲ့အလွန်အံ့ဩပြော်ယေရှုထံကို ပြေးလာကြတယ်ယေရှုကိုနှုတ်ဆက်ကြတယ်အခန်းငယ်16မှာကိုရောကလည်းတင်းတို့သည်သူတို့နဲ့အဘယ်တို့ဆွေးနွေးမင်းမြန်ကြသနည်းဟုကြံပြုတ်เสียရတို့ကို မေးတော်မူလျင်ကဲအကင်ယေရှု သူတို့အနာမှာရောက်လာတဲ့အခါမှာကဲတင်တို့ဘာအကြောင်းအရာကိုဆွေးနွေးငင်းခုန်နေကြတလဲလို့တခင်ယေရှုကမေးတော်မူတဲ့အခါမှာကျမ်းပြုတ်ဆရာတွေကလည်းချက်ချင်းမဖြေတာလားတပည့်တော်တို့ကလည်းချက်ချင်းမဖြေတာလားမသိဘူးအဲ့ဒီလူအစုအဝေးထဲကမိမိရဲ့သားအထဲမှာနတ်ဆိုးဝင်နေတဲ့ဖခင်တူကယေရှုခရစ်တော်ကို စကားပြောလာတယ်ဆိုတာအခန်းငယ်၁၆မှာအခုလို့ ကျွန်တော်တို့ကိုပြောပြထားတယ်အခက်က18ကို separate ဖတ်ရအောင်လူအစုအဝေး၌ပါတော်သူတယောက်ကအရှင်ဖရာအတော်နဲ့အစွဲခံရသောအကျွန်ုပ်ဤသားကိုအထံတော်သို့ဆောင်ခဲ့ပါပြီဒါပေမဲ့ယေရှုခရစ်တော်ကရှိလားမရှိဘူးဘယ်ကိုရောက်နေတယ်လဲတောင်ပေါ်ကိုရောက်နေတယ်ဒါပေမဲ့တော့၃ယောက်နဲ့အတူတောင်ပေါ်ကိုရောက်နေတယ်အဲ့တော့ ကြံခဲ့တဲ့တောင်အောက်မှာကြံခဲ့တဲ့တပည့်တော်၉ယောက်စီမှာအဲ့ဒီဖခင်က သူ့သားအထဲကဝင်နေတဲ့နတ်ဆိုးကိုနှိထုတ်ပေးဖို့တောင်းဆိုတဲ့အခါမှာအဲ့ဒီတပည့်တော်၉ယောက်ကအဲ့ဒီနတ်ဆိုးကိုမနှိထုတ်နိုင်တဲ့အကြောင်းဆက်လက်ပြောအဲ့ဒီဖခင်က အခုလိုယေရှုကိုပြောပြတယ်အခန်းငယ်၁၈မှာနတ်ဒီဖန်ဆားလေယာယာ၌သူ့ကိုမြေပေါ်မှာလဲ၍သူဒီလဲခတွင်းမှအမြုပ်ထွက်လျက် အာတွားခဲကြိတ်လျက်ပိန်ချောက်လျက်နေရပါဤထိုနှက်ကိုနှင်းထုတ်ပါမည်အကြောင်းတပည့်တော်တို့အားအကျွန်ုပ်ရှောက်၍သူတို့သည်မတတ်နိုင်ကြပါဟုရှောက်တော်ကဲတပည့်တော်ကိုယောက်ကအဲ့ဒီနှက်ဆိုးကိုမနှင်းထုတ်နိုင်မှုဖြစ်နေတယ်မာကု6အခန်းငယ်9ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် တပည့်တော်ဆက်နှပါတို့ကိုသခင်ယေရှုကနတ်ဆိုးတွေကိုနင်ထုတ်နိုင်တဲ့အခွင့်ကို ပေးထားတယ်။တပည့်တော်ဆက်နှပါကိုဆေလွတ်ပြော့နှစ်ယောက်စီနှစ်ယောက်စီဆေလွတ်ပြော့မြို့ရွာတွေကိုတွားခိုင်းတယ်။နတ်ဆိုးတွေကိုလည်းပဲသခင်ယေရှုပေးထားတဲ့အခွင့်နဲ့နတ်ဆိုးတွေကိုလည်းသူတို့နင်ထုတ်ခဲ့။ဒီတစ်ချိန်မှာတော့ဒီနတ်ဆိုးကိုသူတို့မနင်ထုတ်နိုင်ဘူးဖြစ်နေတယ်။ဘာကြောင့်အခုအချိန်မှာမှအဲ့ဒီနတ်ဆိုးကို မနှင်ထုတ်နိုင်တာလဲဆိုတာကိုသခင်ယေရှုကအခုလို ပြောပြထားတယ်။အခန်းငယ်16မှာကိုတော်ကယုံကြည်ခြင်းမရှိသော အမျိုးငါသည်တင်တို့နဲ့တကွအဘယ်မျှကာလပတ်လုံးနေရမည်နည်းတင်တို့ကိုအဘယ်မျှကာလပတ်လုံးတီးခံရမည်နည်းသူငယ်ကိုငါထံသို့ယူခဲ့ကြဟု မိန့်တော်မူသည့်အတိုင်းယူခဲ့ကြ၏ကဲ့ တပည့်တော်၉ယောက်တို့ကိုသခင်ယေရှုကနတ်ဆိုးတွေကိုနှင်ထုတ်နိုင်တဲ့အခွင့်ကို ပေးပါလျက်နဲ့အဲ့ဒီနတ်ဆိုးကို မနှင်ထုတ်နိုင်တဲ့အကြောင်းရင်းကဘာလဲလဲယုံကြည်ခြင်းမရှိဘူးကျွန်တော်ဒီမှာနားလည်ရမှာကသခင်ယေရှုကနတ်ဆိုးတွေကိုနှင်ထုတ်နိုင်တဲ့အခွင့်ကို ပေးထားတယ်ဒါပေမဲ့အဲ့ဒီပေးထားတဲ့အခွင့်ကိုသူတို့ရဲ့ခွန်အားသူတို့ရဲ့အစွမ်းအစားနဲ့မရဘူး ဖယားသခင်တကိုးတော်အပေါ်မှာအမေပြုမှသာလျင်ပေးထားတဲ့အခွင့်ကိုသူတို့လက်တွေ့အသုံးပြုနိုင်တာဖြစ်တယ်။အဲ့ဒီနတ်တွေကဘယ်သူတွေလဲသိလား။ဖယားသခင်ရဲ့နေရာကိုလှူတဲ့ကောင်းကင်တမန်ဇိုးတွေဖြစ်တယ်။ဗျာဒိတ်ကျမ်းအကကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကောင်းကင်တမန်မှာရှိတဲ့ကောင်းကင်တမန်သုံးပုံတပုံကစာရမဏေရဲ့နောက်ကိုလိုက်သွားကြတယ်။ကောင်းကင်နိုင်ငံတော်ကနေဖျားသခင်ကသူတို့ကိုနှင်ချတယ်။မတ်တဲအခိုင်း25အရငရဲမီအိုင်ဆိုတာ ဖယားသခင်နေရာကိုလူတဲ့စာရမဏတ်နဲ့သူ့ရဲ့နောက်လိုက် ကောင်းကင်တမန်ဇိုးတွေကိုအပြစ်ဒဏ်ပေးဖို့ဖယားသခင်ကငရဲမိအိုင်ကိုပြင်ဆင်ထားတာဖြစ်တယ်။လူတွေဘာကြောင့်ငရဲသွားရသလဲဆိုရင်အပြစ်ရှိပါလျက်နဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုမယုံကြည်ခြင်းလို့သူတို့အပြစ်ရှိတဲ့အတိုင်းငရဲကိုသူတို့သွားရမှာဖြစ်တယ်။အဲဒီစာရမဏတ်နဲ့သူ့ရဲ့နောက်လိုက်နတ်တွေကလူတွေကို မိန်မောတွေ့ဝေစေတဲ့နမိတ်လက္ခဏာတွေလည်းလုံနိုင်တယ်။ ဒါပေမဲ့ယေရှုခရစ်တော်ကဲ့သို့အနန္တတကုရှင်နေဟုတ်သလားဆိုရင်မဟုတ်ကြဘူးအဲ့ဒီနတ်တွေကငရဲသွားမဲ့သူတွေဖြစ်တယ်ငရဲကြဖို့များများရအောင်လူတွေကိုနမိတ်လက္ခဏာတွေကိုပြပြတော့ကဲတင်ရှင်ယေရှုခရစ်တော်ကိုမယုံကြည်အောင်လူတွေကိုလှည့်ဖြားနေတယ်နော်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့ရွှေမျိုးတွေထဲမှာနတ်ကိုကိုွယ်တဲ့သူတွေရှိရင်ပြောပြပါမေတ္တာနဲ့အဲ့ဒီနတ်တွေက နတ်ကောင်းမရှိဘူးနတ်ဆိုးတွေပဲနတ်ဆိုးတွေကနတ်ကောင်းရောင်ဆောင်နေတာဒီမှာလဲကြည့်အဲ့ဒီနတ်ကဒီသူငယ်လေးကိုလည်းပဲဖျက်ဆီးဖို့နေအမျိုးမျိုးနဲ့လှုပ်နေတာအဲ့ဒီသူငယ်လေးကိုသေအောင်ခဏခဏလှုပ်တယ်ဒါပဲယေရှုခရစ်တော်ခွင့်ပြုလားခွင့်မပြုဘူးဒါကြောင့်နတ်တွေကကောင်းတဲ့နတ်မရှိဘူးနတ်ဆိုးတွေပဲဒါကြောင့်ကျွန်တော်တို့ရဲ့အမျိုးတွေထဲမှာနတ်ကိုးကွယ်တဲ့သူတွေရှိရင် မေတ္တာနဲ့ပြောပြပါငရဲချမဲ့သူတွေဖြစ်တယ်ငရဲမိအိုင်ဟာဘုရားသခင်ကအဲ့ဒီနတ်တွေကိုထာဝရအပြစ်ဒဏ်ပေးဖို့ဘုရားခင်ပြင်ဆင်ထားတာဖြစ်တယ်နော်ဒါကြောင့်ဒီကျွန်တော်တို့ဒီလေလောက်ခဲ့တဲ့မာကုအခိုင်း1ကနေနော်ခொနစ်အထိပြန်ကြည့်ပါအဲ့ဒီနတ်တွေကယေရှုကိုတည်လားမတည်ဘူးလားတည်တယ်ယေရှုကြွလာတာကိုမြင်တာတဲ့သူတို့ဘာလုပ်နေလဲကြောက်နေတယ်ဘာဖြစ်လို့လဲ သူတို့ကိုအပြစ်စီရင်မဲ့သူငရဲချမဲ့သူဖြစ်တယ်ဆိုတာသူတို့သိတယ်တခင်ယေရှုကအဲ့ဒီတပဲ့တော်၉ယောက်ကိုလည်းပဲအဲ့ဒီနတ်ဆိုးတွေကိုနှင်ထုတ်ရတဲ့အခွင့်ကိုပေးထားပါလျက်နဲ့ဘာကြောင့်သူတို့မနှင်ထုတ်နိုင်တယ်လဲဆိုရင်ဖယားတခင်တကိုးတော်အပေါ်မှာသူတို့မယုံလို့ဒါကြောင့်ဒီနေ့ကျွန်တော်တို့လည်းပဲ ဘုရားသခင်တကောတော်အပေါ်မှာယုံကြည်ဖို့အမိပြုဖို့ဘလောက်အရေးကြီးတယ်လဲဆိုတော့ဒီချမ်းချက်အားဖြင့်ဒီနေ့ယုံကြည်သူတင်တဲ့ကျွန်တော်ကိုလည်းသခင်ယေရှုဟာတုံတင်ပြတာနေတာဖြစ်တယ်။ကဲဆက်ပြတော့ဒီမှာဘာဖြစ်ပြနေတယ်လဲဆိုတာကိုကျွန်တော်ကြည့်ရအောင်နော်။အခန်းငယ်16မှာကိုတော်ကယုံကြည်ခြင်းမရှိသောအမျိုးငါသည်တင်တို့နဲ့တကွအဘယ်မျှကာလပတ်လုံးနေရမည်နည်း တင်တို့ကိုအဘယ်မျှကာလပတ်လုံးသီးခံရမည်နည်းကဲကျွန်တော်တို့ကိုဘလောက်အထိသီးခံရအောင်မလဲဖယားသခင်ကိုယုံကြည်ရမယ့်အစားလူနီးလူဟာနဲ့လူရီတီထွင်ထားတဲ့ဟူပညာဒီပြန်ပညာတွေကိုငါအရင်စမ်းကြည့်မယ်ဆိုပြော့ဖယားသခင်ကိုယုံကြည်အားကိုးရမယ့်အချိန်မှာကျွန်တော်တို့ယုံကြည်အားကိုးခြင်းမရှိဘဲကျွန်တော်တို့လုပ်နေရင်ကျွန်တော်တို့မှာနတ်ဆိုးတွေကိုနေထုတ်နိုင်တဲ့တကူးမရှိဘူး အခုမယုံကြည်သူတွေကလည်းဟိုအထက်လမ်းတွေအောက်လမ်းတွေဟိုဟိုနေထုတ်နေဒီနေထုတ်လောက်နေတာအမှန်တော့အဲ့နတ်ဒီကလူတွေကိုလှည့်စားဖို့တယုတ်ဆောင်နေတာတကယ်တမ်းအဲ့ဒီလူတွေကိုအဲ့ဒီနတ်ဒီကကြောက်လို့သူတို့ဟိုတွားဒီတွားဆိုပြတော့တခါလေကြတော့သူတို့ရိုက်တယ်လေနော်အားရိုက်တယ်သူတို့နေထုတ်တယ်ဆိုတာလည်းပဲအမှန်တကယ်တော့အဲ့ဒီလူတွေကိုကြောက်နေတာမဟုတ်ဘူးလူတွေကသူတို့ကိုကယ်တင်နိုင်တဲ့ဖျားစစ်ဖျားမှန်ကိုမသိနိုင်အောင် အဲ့ဒီလူရဲ့အမိတ်အတိုင်းထွက်တယ်လို့လို့သူတို့ကတယောက်ဆောင်နေတာအမားတော့ငရေချဖို့မြန်မြန်ရအောင်လူတို့ကိုလှည့်ဖြားနေတာအခန်းငယ်20ကိုကြည့်အောင်ထိုနှစ်ဒီကိုတော်ကိုမြင်လျင်ချက်ချင်းသူငယ်ကိုတောက်မာစေတဖြင့်သူငယ်သည်မြေပေါ်မှာလဲ၍အမြုပ်ထွက်လျက်ကိုကိုလှိမ့်လျက်နေ၏အခန်းငယ်21မှာတခင်ယေရှုကသူ့ရဲ့ဖခင်ကို ဘယ်အချိန်ကလေးကဖြစ်နေသလဲဆိုတာကိုမေးတယ်။သခင်ယေရှုကမသိလို့လား။သိတော်မူတယ်။သူ့ဖခင်ရဲ့ခံစားချက်ကိုလူတွေအားလုံးကိုကြားသိစေခြင်းနဲ့ဒီနတ်တို့ရလူတွေကိုဘလောက်ဒုက္ခပေးတယ်လဲဆိုတာကိုသိစေခြင်းနဲ့အဲ့တော့သူ့ဖခင်ကိုသခင်ယေရှုကအခုလို့မေးတယ်။အခန်းငယ်27မှာကိုတော်ကလည်းဤသူ့ဖြစ်ဒီကအဘယ်မြောက်ကြာပြီနေဟု သူငယ်ဤအဘအား မေးတော်မူလျင်အဘကငယ်သောအရွယ်ကပင် ဖြစ်ပါဤအခငယ်22တူငယ်ကိုတေစေချင်းငါမိ၌၎င်းရေ၌၎င်းအချိန်ချင်းလဲစေတတ်ဤသို့တော်လဲကိုတော်သည်တတ်နိုင်တော်မူလျင်အကျွန်ုပ်တို့ကိုတနာ၍ကဲမတော်မူပါဟုရှောက်လေကဲချစ်ဒီနတ်တွေရလူတွေကို ကောင်းကျိုးပေးသလားတချို့တွေကတော့ကောင်းကျိုးပေးတယ်စီးပွားအလတ်လာဘကောင်းတယ်ဆိုပြတော့သူတို့ပူဇော်ပတ်သနေကြတာအမှန်ကတော့လိန်နေတာလူတွေကိုလှဲ့ဖျားနေတာဟုတ်ပြီနော်ကဲသူ့ရဲ့ဖခင်ရဲ့ခံစားချက်ကိုတခင်ယေရှုကမတိလို့မေးတာမဟုတ်ဘူးဒီနတ်တွေကလူတွေကိုဘလောက်ဒုက္ခပေးတယ်လဲပေးစေဖို့သူ့ကိုမီး၌၎င်းရေ၌၎င်းအချိန်ချိန်လဲစေတယ်ဒါပေမဲ့ယေရှုခရစ်တော်ကအဲ့ဒီသူငယ်လေးကိုတိတ်ခွင့်ပေးလားမပေးဘူး ဒီဖခင်ရဲ့ယုံကြည်ခြင်းဟာလဲယုံမှားတန်တရားနဲ့ရောနေတယ်တွေ့လားအဲ့ဒါဘယ်သူတွေနဲ့တူသလဲဒီနေ့သင်နဲ့ကျွန်တော်နဲ့မတူဘူးလားကျွန်တော်သင်ခန်းစာယူဖို့ကအဲ့ဒါပဲနော်ဒီဖခင်ကသခင်ယေရှုကို သူ့ရဲ့သားရဲ့အခြေအနေအဲ့ဒီနတ်ကဘလောက်အထိနှိမ့်ဆက်တယ်လဲဆိုတာကိုပြောပြပြီးတဲ့အခါမှာဖခင်ကအခန်းငယ်22ဒုတိယပိုင်းမှာကိုရောသည်တတ်နိုင်တော်မူလျင် ်အကျွန်ုပ်တို့ကိုတနာ၍ကဲမတော်မူပါဟုလျှောက်လေကဲတကိုတော်သည်တတ်နိုင်လျင်ဆိုတာကယုံတာလားယုံမှတန်တရားဖြစ်နေတာလားယုံလဲယုံတယ်တန်တရားလည်းဖြစ်နေတယ်ကျွန်တော်တို့ရောတခါတလေအဲ့လိုမဖြစ်ဘူးလားဒါဆိုရင်ယုံကြည်ခြင်း100%ရှိတယ်လို့ရှိနိုင်သလားမရှိဘူးအဲ့ဒါကျွန်တော်နားလည်ဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့မိမိရဲ့အခြေအနေမှာကိုရိုးရိုးလေးဝန်ခံမှုယုံပဲဖြစ်တယ် ယုံကြည်တယ်ဒါပေမဲ့ယုံမတန်တရားနဲ့မရောတတ်ဘူးလားရောတတ်တယ်ကဲဒီမှာတန်တရားနဲ့ရောနေတဲ့အခါကျတော့တခေယေရှုကသူ့ကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုရင်အခငယ်23မှာယေရှုကလည်းသင်သည်ယုံကြည်နိုင်တယ်လို့ယုံကြည်တော်သူဖြစ်လျင်ခတ်သိမ်းသော အမှုတို့ကိုတတ်နိုင်သည်ဟုမိန့်တော်မူ၏ကဲကြည့်ကျွန်တော်ဒါလည်းပဲမာယွန်းဆိုတဲ့အတိတ်ပဲမကောက်မိဘူး ယုံကြည်တော်သူအတွက်ခတ်သိမ်းသောအရာဖြစ်နိုင်တယ်ဆိုတာကလူရဲ့ယုံကြည်ခြင်းလူမှာရှိတဲ့ယုံကြည်ခြင်းကိုပြောနေတာမဟုတ်ဘူး။ဖယားတခင်ရဲ့တကိုယ်တော်အပေါ်မှာအမေပြုတ်ခြင်းအလိုတော်ကိုဝန်ခံခြင်းကိုဒီမှာဆိုလိုနေတာဖြစ်တယ်။ဒီဖခင်ရဲ့ယုံကြည်ခြင်းအပြည့်အဝရှိလို့သူ့ရဲ့သားအထက်ကနတ်ဆိုးကိုနင်ထုတ်ပေးတာမဟုတ်ဘူး။အဲ့ဒါကိုကျွန်တော်နားလည်ဖို့ဖြစ်တယ်။တခါတလေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ဆူတောင်းတဲ့အခါမှာယုံမှားတဲ့စိတ်နဲ့မယောဘူးလား ရောတယ်တခါလေရောဖရာသခင်ကကျွန်တော်တို့ဆူတောင်းတာကိုအပြေမပေးဘူးလားပေးတယ်အာမင်ဒါကြောင့်ငါတခါနှစ်ခါဆူတောင်းလို့မရမတောင်းတော့ဘူးမလုံနဲ့ဆက်ပြတော့တာဆူတောင်းပါအာမင်စပရတာဆူတောင်းပါဆူတောင်းတယ်ဆိုတော့ဖယားသခင်တကောတော်နဲ့အလိုတော်ကိုဝင်ခံဖို့ဖယားသခင်ထာမကျွန်တော်ချင်းကတ်တာ ဖယားသခင်တကိုးတော်ကိုကျွန်တော်တို့လိုချင်တယ်လို့လိုက်ကစားပြဖို့ဖယားသခင်ကိုဟိုလိုဟိုဟာကိုလောက်ခိုင်းတီဟာလောက်ခိုင်းအဲကျွန်တော်ခိုင်းနိုင်ဖို့လုပ်နေတာမဟုတ်ဘူးအခုနော် prosperity gospel တို့ what of faith movement လို့ကျွေးကြော်ပြောဝင်ခံဝင်ခံတဲ့အတိုင်းဖြစ်လာမယ်တဲ့ဟောအဲ့ဒါမှားလားမှန်လားမှားလားမှန်လားလုံးဝကိုမှားတယ် သူတို့ရဲ့အခွင့်အာဏာသူတို့ရဲ့ပဆက်ထဲကပြောထွက်တဲ့ဇကားတွေနဲ့ဖရဲသခင်ကိုအလုံးလုံးခိုင်းဖို့သူတို့ကခိုင်းနေတာဖရဲသခင်ကိုဒီမှာပြောတဲ့ယုံကြည်ခြင်းကအဲ့ဒါလိုယုံကြည်ခြင်းကိုပြောနေတာမဟုတ်ငါတို့ဖရဲသခင်ကိုတကယ်ယုံကြည်ပြော့အဲ့ဒီယုံကြည်တဲ့အတိုင်းကျွန်တော်တို့ကြွေးကြော်ဝင်ခံလိုက်ရင်ဝင်ခံကြွေးကြော်တဲ့အတိုင်းဖြစ်လာတဲ့အဲ့ဒါကမယုံတဲ့အယူဆဖြစ်တယ်ကဲဒီမှာဒီမှာပြောတဲ့ယုံကြည်ခြင်းကကျွန်တော်တို့ ဘုရားတခေကအရာအပြည့်အဝယုံကြည်ပြတော့ကျွန်တော်တို့ဝင်ခံကျွေးကြော်တဲ့အတိုင်းဖြစ်လာစေဖို့ကိုပြောနေတာမဟုတ်ဘုရားတခင်ရဲ့တကူတော်နဲ့အလိုတော်အပေါ်မှာအမြဲတမ်းဘာလို့လဲဝင်ခံဖို့ကိုပြောနေတာဒီမှာကျွန်တော်ဒီနေ့သင်ခန်းစာယူရမယ်အဓိကချက်အခန်းငယ်24တုံငယ်ဤအဘသည်ချက်ချင်းဟစ်ကြော်၍အကျွန်ုပ်ယုံကြည်ပါဤတခင် မယုံချည်သေးကိုမစတော်မူပါဟု မျက်ရည်နဲ့ရှောက်ပြန်လေကိုရောကိုရောကိုကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းဟာတန်တရားနဲ့ယောနေတယ်အဲ့ဒီယုံမတန်တရားမရှိအောင်ကျွန်တော်ကိုဘာလုပ်လဲကိုညီမစားတော်မူပါဘုရားသခင်ကကျွန်တော်ရဲ့အခြေအနေမှန်ကိုသိတယ် တခါတလေသူများတွေထက်ကျွန်တော်တို့ကယုံကြည်ခြင်းကြီးမားတယ်ထင်ပြတော့ကျွန်တော်တို့ဆူတောင်းသမျှသူတို့တောင်းတာထက်ပြည့်ဝစေမယ်ဆိုပြတော့တခါတလေထင်ရင်မထင်နဲ့တော့အဲ့ဒါမကောင်းဘူးဒီဖခင်လိုပဲကိုရောကိုကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းဟာဘာဖြစ်လဲယုံမတန်တရားနဲ့ယိုးနေတယ်ကျွန်တော်ယုံမတန်တရားမဖြစ်အောင်ကိုရောမာစားတော်မူပါအခန်းငယ်25 ထိုအခါလူများတို့သည်စုဝေးလျက်ပြေးလာကြသည်ကိုယေရှုသည်မြင်လျင်နားပြင်း၍စကားအားတော်နှက်သူငယ်မှထွက်လော့နောက်တဖန်မဝင်နှင့်ငါအမိန်ရှိ၏ဟု ထိုညင်ညူသောနှက်ကိုစုံးမ၍မိန်တော်မူသဖြင့်အဲ့ဒီနှက်ကအဲ့ဒီသူငယ်လေးကိုစကားမပြောနိုင်အောင်လဲလှုပ်တယ်နားမချမ်းနိုင်အောင်လဲလှုပ်တယ်နတ်တီလဲလှုပ်နိုင်တယ်တော့အဲ့ဒါဒီဒါပေမဲ့တခေယေရှုက အဲ့ဒီသူငယ်ကိုနာပြင်းစေတဲ့နှဆိုးစကားမပြောနိုင်အောင်လှုပ်နေတဲ့နှဆိုးသူငယ်ကနေထွက်နောက်တဖန်မဝင်နဲ့ငါအမိန်ရှိ၏ဟုထိုညင်ညူသောနှက်ကိုဆုံးမ၍မိန်တော်မူတယ်ဒီသူငယ်ရဲ့အထဲမှာ နောက်ထပ်လုံးဝမဝင်နဲ့တော့လို့ယေရှုခရစ်တော်ကအမိန်ပေးလိုက်တယ်တခင်ယေရှုခရစ်တော်ကအဲ့ဒီနှက်တွေအပေါ်မှာတကောအာနာရှိသောသူဖြစ်တယ်ဆိုတော့ဒီမှာရှင်းရှင်းလင်းလင်းမတွေ့ရဘူးလားတွေ့ရတယ် ဒါကြောင့်ဒီနတ်တွေကိုကိုးကွယ်မဲ့အစားဘယ်သူကိုကိုးကွယ်ရမှာလဲဒီနတ်တွေကိုငရဲပို့မဲ့တင်ကျိုးလွန်ထားတဲ့အဖြစ်ကြောင့်တင်ငရဲသွားမဲ့သူအဖြစ်ကနေရွေးနောက်ကဲတင်နိုင်သောတပါတိသောယေရှုခရစ်တော်ကိုယုံကြည်ကိုးကွယ်ပါဒီနတ်တွေကတင်ကိုဘာတွေပဲပြပြမကြောက်နဲ့ကိုးကွယ်စရာမဟုတ်ဘူးဟုတ်ပြီနော်ယေရှုခရစ်တော်ကသူငယ်ရဲ့အထက်မှာနောက်ထပ်မဝင်နဲ့တော့ဆိုပြီးတော့နင်ထုတ်လိုက်တဲ့အခါမှာ အခန်းငယ်26မှာနတ်တီအော်ဟိ၍အလွန်တောက်မာစေပြီးမှထွက်သွား၏သူငယ်သည်တေတကဲ့သို့ဖြစ်၏တေဘီဟုလူအများဆိုကြ၏ကဲဒီနတ်ကနော်တခေယေရှုရဲ့အမိုက်တော်ကိုကြားလိုက်တာနဲ့ဒီသူငယ်ကိုဘာလို့လဲတောက်မာစေပြော့ထွက်သွားတယ်ဆိုထွက်သွားတဲ့ခါကျတော့ဒီသူငယ်လေးကဘာဖြစ်သွားလဲလူတေကဲ့သို့ဒီမှာဒီပုံမှာလဲနေတယ် လူတွေကလည်းတေသွားပြီလို့ထင်နေတာဒါမဲ့တေသွားသလားမတေသွားဘူးတခေယေရှုရဲ့အမိန်တော်နဲ့ဒီနတ်ကထွက်သွားတယ်အဲ့ဒီနတ်ကတေအဲ့ဒီသူငယ်လေးကိုတေဖို့အချိန်ချင်းလောက်ပြီးမှတခေယေရှုကခွင့်ပြုသလားခွင့်မပြုဘူးဒီမှာကြည့်တခေယေရှုအခွင့်မရှိရင်တေတေရမှာမဟုတ်ဘူးအာမင် ဒီနတ်တွေကသင်ရဲ့ဝင်သက်ထွက်သက်ကိုပိုင်တာမဟုတ်ယုံကြည်သူကျွန်တော်တို့တွေယေရှုခရစ်တော်ရဲ့ကာကွယ်စောင့်ရှောက်မှုလက်တော်ထဲမှာရှိနေတယ်ဒါကြောင့်ဒီနတ်တွေကကျွန်တော်တို့ကိုဖျက်ဆီးနိုင်လားဈေးနိုင်ဘူးအဲ့တော့လူတွေကတော့တေပြီလို့ထင်နေတာဒါပေမဲ့မတေဘူးအခငယ်29မှာယေရှုသည်သူဤလက်ကိုကင်၍ခြေကြွတော်မူသဖြင့်သူသည်ထလေ၏အာမင်ကဲဒီမှာဒီသူငယ်က ်ဒီနတ်ဆိုးရဲ့နှိမ့်ဆက်ခြင်းကြောင့်သူ့ဖခင်ကလည်းအထက်မှာပိန်ချောက်နေတယ်လို့ပြောတယ်လေနော်ပိန်ချောက်နေတယ်သူ့ရဲ့ကိုယ်ခန္ဓာကလည်းအားရပါလို့လေညော့နေတယ်ပိန်လည်းပိန်ချောက်နေတယ်ဒီနတ်ကနှိမ့်ဆက်ထားတဲ့အခါကျတော့သူ့ရဲ့ကိုယ်ခန္ဓာကအာရင်တွေဘာဖြစ်သွားလဲကုန်ခန်းသွားတယ်ကုန်ခန်းသွားတဲ့အာရင်တွေကိုသခင်ယေရှုကချက်ချင်းပြန်ပေးပြတော်ထူမာတယ်လို့ကျွန်တော်ထင်တယ်အာမင် အဲ့တော့တပည့်တော်တို့ကသူတို့မနှင်ထုတ်နိုင်ဘူးယေရှုကတော့နှင်ထုတ်နိုင်တယ်ဆိုပြတော့ဘာကြောင့်သူတို့မနှင်ထုတ်နိုင်တယ်လဲဆိုတော့ဒီမှာမေးတယ်အခငယ်28ကနေ29အိမ်သူဝင်တော်မူပြီးမှတပည့်တော်တို့ကအကျွန်ုပ်တို့ဒီထိုနှက်ကိုအဘယ်ကြောင့်မနှင်ထုတ်နိုင်ပါတနည်းဟု တိတ်ဆိတ်စွာ မေလျှောက်ကြတော့ကဲတခင်ယေရှုကဘာကြောက်လဲဆိုတော့အခကဲ29မှာအခုလိုပြောပြထားတယ်ကိုတော်ကဆူတောင်းခြင်းနဲ့အစာလျှောက်ခြင်းမှတပါအဘယ်သို့တော့အားဖြင့်ထိုနတ်မျိုးတည်မထွက်နိုင်ဟုမိန်တော်မူ၏ဒီမှာပြောထားတဲ့ဆူတောင်းခြင်းနဲ့အစာလျှောက်ခြင်းဆိုတာဖယားတခင်ရဲ့တကိုးတော်နဲ့အလိုတော်အပေါ်မှာဝင်ခံခြင်းကိုဆိုလိုတာဖြစ်တယ် သင်အစာရှောင်ပြော့ယုံကြည်ခြင်းတအားကြီးလာပြော့ဖယားတခင်ရဲ့တကိုးတော်ဟာသင်အဖြစ်စီးစင်းသွားတာမျိုးကိုပြောနေတာမဟုတ်ဘူးဖယားတခင်ရဲ့တကိုးတော်နဲ့အလိုတော်အပေါ်မှာ ပို့ပို့ပြော့ဘာလို့လဲအမေပြူလာတယ်ဖယားတခင်ရဲ့တကိုးတော်နဲ့အလိုတော်အပေါ်မှာကျွန်တော်တို့အမေပြူလာလေလေကျွန်တော်တို့အတ္တအားဖြင့်ဖယားတခင်ဘုံတော်ဟာဘာဖြစ်လာလဲထင်ရှားလာတယ်ဒါကြောင့်ဒီနေ့ နေတဲ့ရဆူတောင်းခံချက်တွေမပြေဘူးဒီနေ့ထေလည်းမပြေဘူးအော်ဩနေတဲ့ဆိုရင်ယုံမှတန်တဲ့စိတ်နဲ့ရောနေတဲ့ဟာကိုကိုရောကျွန်တော်ကိုမဆာတော့မို့ပါကိုရောရဲ့တကိုးတော်နဲ့အလိုတော်ကိုအပြည့်အဝကျွန်တော်ကျမအမီပြုတ်ပြော့ခိုးလုံနိုင်ဖို့ကျွန်တော်ကိုကျမကို မစားတော့မူပါကျွန်တော်ကျမကောင်းတယ်ထင်တဲ့အတိုင်းရှောက်မလို့တော့ပဲနဲ့ကိုရောရဲ့အလိုတော်မှာအပြည့်အဝကျွန်တော်ကျမဝန်ခံနိုင်ဖို့ကိုညီမစားတော့မူပါစုပရောစုတောင်းစက္ကအနှံပါအားလုံးပေါ်မှာဖခင်ခင်ကောက်ချီးပေးပါစေ